တော့အဲ့ဒီဒေါသတွေမင်းပေါ်မှာပုံကြသွားပြီပေါ့နော်အဲ့ချိန်မှာအဲ့ပုံကြသွားတဲ့ဒေါသအသက်ဖြစ်သွားနိုင်အဲ့ဒါအခုဒါဇလင်းစေတုဒ္ဓရာပေါ့နော်ဇလင်းစေတုဒ္ဓရာလမ်းပေါ်ပါတော့နော်အဲအဲ့လမ်းပေါ်က16မိုင်စက္ကန့်ကိုပေါ့နော်ဒါပခုတ်ကူခရိုင်ဗီဒီယိုတင်နေတာပူပေါင်းရဲ့ကြိတ်တာပေါ့နော် အဲ့အဲ့ထဲအဲ့အချိန်ထိကိုဒါမထူးဆန်းသေးဘူးဘာလို့လဲဆိုတော့ဒီစစ်ကောင်စီစကမ်းတွေခုနောက်ပိုင်းတိုက်ခိုက်ရတယ်ဆိုတာထူးဆန်းတာမှမဟုတ်တာပေါ့နော်အဲ့အဲ့တော့ဒါတကယ်ပြောရင်အဲ့စကမ်းကိုဒါမိနစ်20ပဲကြာတယ်ပေါ့နော်မင်းမူတာလို့ပြောရတယ်မိနစ်20ပဲကြာတယ်မိနစ်20အစ်စိတ်အဲ့မိနစ်20မိနစ်20ပဲကြာတယ်ဆိုတော့ဒီကြွေးကြော်တန်းကြီးကနားရဲမထွက်ဘူးတောက်လျှောက်ကိုကြားနေရတာအဲ့မှာဒါဗီဒီယိုမှတ်တမ်းယူနေတဲ့ဒါဟိုခေါင်းပေါင်းလုပ်တဲ့သူကအဆပါပေါ့နော်ဒါ ောင်းဆောင်လုပ်တဲ့သူကဆာမိနစ်20ပဲကြံတယ်အဲအဲ့လိုမျိုးကြီးអော်နေရောကြတော့ဆာခါဆာစစ်သားတွေရပါเนาะမင်းအောင်လည်းရဲ့စစ်သားတွေကတော်တော်ကိုစိတ်တက်ပြပြနေပြီလားပေါ့เนาะစစ်စခန်းတစ်ခုကိုမိနစ်20ပဲကြာအောင်တိုက်ရတယ်ဆိုတော့ကြာနောက်ပိုင်းဆိုရင်ဘလို့များဟိုပါဖြစ်မလဲပေါ့ဘာလို့ဆိုရှေးပိုင်းကာလာတစ်လျှောက်မှာဒီကောင်းနေတောက်လျှောက်တောက်လျှောက်တိုက်ခံရတာလေတိုက်ခံရတော့ကြာသူသူကိုကိုသူတို့တေချာပေါ့ခံစစ်တွေတေချာပေါ့ပြင်ညဘာလို့ဆိုငါတို့စခန်းအင်အားနေလားများလားသူတို့သိတာဟုတ်အပြည့်ကြငါတို့စခန်းကဒါခံစစ် ဒါကောင်းအောင်မပြင်ထားရလားမပြင်ထားဘူးလားသူတို့သိတာ哦အဲ့ကျတော့အဲဒီတက်ဖွဲ့တွေလာတိုက်တဲ့ခါကျရင်သူတေချာဖောက်ပြင်ထားရမယ်ဆိုတဲ့စိတ်နဲ့ပြင်ကိုပြင်မှာပဲဒါပေမဲ့လည်းသူတို့ရဲ့စိတ်ဓာတ်တွေအားကြာစင်းနေဒါမှမဟုတ်လေအဲတခုခုဖြစ်ပြီဆိုတာငါတို့ကတော့လက်နှချလိုက်မယ်အဲအကြောင်းစစ်တုံးမနေလဲတွေ့တယ်အဲအကြောင်းအဲအဲ့လိုမျိုးလက်နှချလိုက်မယ်ဆိုရင်အတွေးမျိုးတွေရောက်နေပြီလားဆိုတဲ့ဟာကိုလည်းစဉ်းစားကြည့်ရတခုဖြစ်လာတယ်ဘောနော်ဘာလို့လဲဆိုတော့အခုနောက်ပိုင်း ဒါဒါခုနကဒါဒါစစ်ကြောင်းပြောနေနေပေါ့နော်ပြောနေမှတ်တမ်းယူနေနေပြောတဲ့ဟာကျွန်တော်နားရတကယ်လုံးဝမပြောမိနစ်20ပဲကြာတယ်ဆိုတော့ကြီးကမိုက်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါအဲပြောနေနေပေါ့နော်မှတ်တမ်းရိုက်နေနေအရောင်းလေးမြ мян မိရှုမိရှုမြ мян လို့မြ мян ဆုတ်သွားမယ်သွားမယ်ပေါ့နော်ကဲ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 အကုန်မိရှုလိုက်မြ мян လေးမိရှုသားမြ мян လေးမိရှုပြီးရှုရှုမိကြည့်ပါလေကောင်းနေကောင်းရှုပစ္စည်းတွေယူဆိုပြီးတော့ပြောတာမျိုးလဲတွေ့တယ် အဲအဲဥစ္စာကိုဒါတချို့ကြောင်လည်းမကြိုက်ကြဘူးဗောနော်မကြိုက်ကြဘူးဘာဘာပြောလဲဆိုတော့ဒီဟာတွေကိုဘာဖြစ်လို့ရှုပ်ပြရဗောနော်ဒါပြည်သူပိုင်ပစ္စည်းတွေဖြစ်တယ်ဗောနော်မှန်ပါတယ်ပြည်သူပိုင်ပစ္စည်းတွေဖြစ်တယ်ဒါပေမဲ့စကားဆရဲ့အကျင့်ကလည်းပြောရမယ်ဆိုရင်သူကအဲ့နေရာတစ်ခုဆုံးရှုပ်ရဆိုသူပြန်မယူဖို့စ조사တဲ့ခါကျရင်ဒီဥစ္စာတွေကသူ့အတွက်အရန်သိဖြစ်နေမှာဗောနော်ဒါတွေမဖြတ်စည်းခဲ့ဘူးဆိုရင်အရန်သိဖြစ်နေမှာဗောအဲ့ကြောင့်အဲသူသူ့ဟာနဲ့သူခုနလိုဒါကျွန်တော်တပ်ဖွဲ့တွေကသွားပြီးချရတယ်စော်တယ်ဖြည့်စည်းခဲ့တယ်ဒါခုနလိုပေါ့နော်အဲတင်းတင်းနဲ့ပြည့်စည်း အသက်ဝင်တဲ့ပစ္စည်းအကုန်လုံးယူလာခဲ့ပြီဆိုပြီးတော့ပြန်လာပြီဆိုရင်အဲ့ကောင်တွေပြန်လာရင်တော့မှပဲအဲ့နေရာမှာအစားပြန်စားအောင်အဲ့ဒါဆိုကောင်းကောင်းကြိတ်လို့ရတယ်အဲ့အဲ့လိုပုံစံမျိုးလည်းရှိတော့เนาะအဲနောက်တစ်ခုကတော့ဒါရုံးဒါအခုအဲတော်လိုင်းကာလာမှာပေါ့နော်ဒီလိုမျိုးဖြည့်စည်းရတာလဲရင်နာစရာတော့ဟုတ်တာပေါ့နော်ဒါပေမဲ့ဒါတွေပြီးသွားပြီဆိုတဲ့ခါကျရင်ဒါကြောင့်ပြန်လဲထူထောင်ရင်းလောက်တဲ့ခါကျရင်ဒါတွေကလည်းလိုအပ်လာအောင်မှာဒါပြည်သူပိုင်တဲ့ပစ္စည်းတွေပေါ့နော်အဲကြဘလိုပဲဖြစ်ဖြစ်ဒါက အခုလက်တော်ကာလမှာစစ်ကောင်စီအထိနာစေမဲ့လောက်ရမျိုးတွေလုတ်တယ်လို့ပဲမြင်ပေးစေချင်တယ်ပေါ့နော်။နောက်တစ်ခါဒါမကွေးတိုင်းထဲမှာအခုလိုမျိုးဒါမကွေးတိုင်းပေါ့နော်။စေတုဒ္ဒရာအဲအဲ့မကွေးတိုင်းထဲမှာအခုလိုမျိုးတိုက်တိုက်ပွဲတွေပြင်းထန်လာတာကိုကျွန်တော်ကတော့သဘောကျတယ်။သဘောကျတယ်ဆိုတာဒီလိုမျိုးဖြစ်ဖို့အတွက်ပဲဂျာကျောင်းတော်လိုင်းတပ်ဖွဲ့တွေကစူးစမ်းခဲ့ကြတာပဲလေနော်။အဲ့ကျတိုက်နိုင်ဖို့အတွက်ကိုစူးစမ်းနေနေအခုဆိုအဲ့လိုနေရာတွေမှာပါတိုက်ပွဲတွေအဲခက်စိတ်စိတ်မြင်လာရပြီဆိုတော့ အာမြောင်းလိုင်ဘက်ကတတော်လေးတုံလုံးခြောက်ခြားနေတော့တယ်အဲ့ဒါအကြောင်းရင်းရှိတယ်ဘာလို့လဲဆိုတော့မကွေးတိုင်းထဲမှာဖြစ်လာတာကိုသူကပိုကြောက်ကြတယ်အဲဒီအခုနောက်ပိုင်းမြောင်းလိုင်စစ်တပ်အတွက်အသက်အမြအရေးကြီးဆုံးဟာကလေချောင်းလဲဖြစ်တယ်လို့ကာဗဆာတွေလဲပါတယ်အဲ့ခုနကလေချောင်းတောင်မှကာဗဆာကဘုံဒီမထုတ်ဘင်းအဲ့ကောင်ပြစ်စရာမရှိဘူးအဲ့လိုပုံစံမျိုးဖြစ်နေတာအဲ့ကြောင့်မကွေးတိုင်းထဲမှာကာဗဆာတွေကအများဆုံးရှိတာပေါ့နော်အဲကာဗဆာပေါင်းအားလုံးပေါင်း25ခုရှိတယ် မကွေးတိုင်းထဲမှာက15ခုရှိတယ်ပဲခူးတိုင်းထဲမှာ9ခုရှိတယ်ပြီးတော့နေပြီးတော့တက်ကုန်းမှာ2ခုရှိတယ်ရန်ကုန်တိုက်ကြီးမှာ2ခုရှိတယ်ဗောနော်အဲဒါကြောင့်အားလုံးက25ခုရှိတဲ့ထဲမှာ15ခုကမကွေးမှာရှိရအဲဒါကြောင့်အဲ့ဒီမကွေးမှာဒီလိုမျိုးတိုက်ပွဲတွေပို့ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်လာလေလေဒီကောင်တွေမျက်ဖုံးလှုပ်လေလေဒီကောင်တွေကြောက်လေလေဗောနော်အဲဥစ္စာကိုဒါကြောင့်တော်လိုင်းတက်ဖွဲ့တွေပို့တိုးပြီးတော့ပဲခုနလိုလုံနိုင်ဖို့အရေးကြီးတယ်ဗျအဲဥစ္စာတော်တော်မိုက်တယ်ဗောနော်နောက်တစ်ခါဒါကြောင့်တုံမန်းနေဗောနော် အတုံမန်းနေမြန်မြန်ခေါ်ဆိုပြီးပြောတဲ့ဟာမျိုးတွေတွေ့တယ်။အဲ့ပြဒီခေါင်းဆောင်တယောက်ရဲ့စိတ်ဆက်သေးချာတဲ့စိတ်ပေါ့နော်စိတ်ဆက်သေးချာတဲ့စိတ်အဲတခုပြီးတခုသူဒလန်ဆက်ပြောသွားတာပြောသွားတဲ့အချိန်မှာအဲ့လိုပေါ့နော်ဟာပစ္စည်းတွေမြန်မြန်ယူအဲ့ပြီးရင်အဲ့တုံမန်းနေကိုမေးတယ်ဟဲ့မင်းတို့လက်နဲ့ခဲရန်ကိုတော့ဘယ်မှာလဲအာမရှိဘူးအာမရှိဘူးဆိုတာလည်းရက်မသွားဘူးအဲ့ဆိုရင်မင်းတို့ရဲ့တကွေပါလာတဲ့ပစ္စည်းတွေကဘယ်မှာလဲဘယ်လောက်ရှိလဲအဲ့ဒါမျိုးပုံစံမျိုးဇက်တိုက်တွေမေးတာဇက်တိုက်တွေလွတ်တာပေါ့နော်ပြန်တာအင်ဗာတာတွေယူအာအင်ဗာတာတွေမရတော့အာမရတော့ဆိုလဲထားခဲ့ပြီးရင်ဟောမင်းတို့ပစ္စည်းပြန်စစ် အဲအောင်ជីပေါက်တွေကြံခဲ့တယ်ဆိုတဲ့အဖွဲတွေပြန်ယူခိုင်းဂန်းတွေကြံတဲ့အဖွဲဆိုရင်ပြန်ယူခိုင်းအပြည့်တုံမန်းတွေကိုဒါမြ мян ခေါ်ပါဟိုဟာဖြစ်ညာဖြစ်ဒီလိုမျိုးဒေါရှော့ဒေါရှော့ဒေါရှော့ဒလက်ဇက်ကြီးလွတ်တာခေါင်းဆောင်လွတ်တယ်လူကအယက်မိုက်တယ်အဲဥစ္စာလည်းတော်တော်သဘောကျเสียခေါင်းတယ်ဗောနော်ဘာလို့လဲဆိုတော့လုံးဝဒီမှတ်တမ်းယူနေနေအောင်ပါပဲသူလောက်ရမဲ့အလုပ်တွေကိုခေါင်းထဲမှာရှိတဲ့ဟာတွေအကုန်လုံးတစ်ခုချင်းတစ်ခုချင်းစီဇက်တိုက်ပြောဆိုပြီးတော့အမိန်ပေးသွားတယ်ညွှန်ကြားသွားတယ်အဲ့ဒီဟာလည်း ဒါတော်တော်မိုက်တယ်တော်တော်ကိုစိတ်သက်သေးချာတဲ့ခေါင်းဆောင်တယောက်လိုလည်းတွေ့ရတယ်ဗောနော်ပြောကြတော့အဲ့မှာအကြိုက်ဆုံးဟာရှိသေးတယ်သူတို့ပြောနေနေအော်တဲ့ဟာဗောနော်ကုန်ပါလေညိုင်နေညိုင်နေသားတယ်ပြင်လဲမှုသားတယ်ရေကြောသားတယ်ညိုင်နေသားလို့ခေါ်အဲ့တော့မြောင်မြိုင်နေသားกว่าပင်လယ်ဘူးသားกว่าရေစကြိုသားกว่าပခုတ်ကူသားกว่าတိုက်ပွဲတစ်ခုလေဒါပေမဲ့អော်သွားတဲ့ခုနလိုပေါ့เนาะနေသားတွေအများကြီးပဲအဲ ပြောမယ်ဆိုရင်ဒီဥစ္စာစူပေါင်းတိုက်ပွဲပေါ့နော်စူပေါင်းတိုက်ပွဲကျွန်တော်တို့အမြဲတမ်းမျှော်လင့်နေတဲ့ဟာဘာလို့လဲဆိုတော့အမြဲတမ်းမှာတပ်ပေါင်းစုတပ်ပေါင်းစုဆိုတဲ့ပုံစံမျိုးတိုက်နိုင်မယ်ဆိုရင်ပို့ပြီးတော့အောင်မြင်မှုတွေရလိမ့်မယ်ပြီးတော့ပြည်သူတွေပို့ပြီးတော့ဝမ်းမြောက်လိမ့်မယ်ပြီးတော့ပို့ပြီးတော့အင်အားကြီးလိမ့်မယ်ပေါ့နော်အဲ့လိုဟာမျိုးကိုကျွန်တော်အားလုံးလည်းသိထားပြီးတဲ့အတိုင်းအားလုံးလည်းမျှော်လင့်နေပါတော့အဲ့အခုနောက်ပိုင်းမှာအဲ့လိုပုံစံမျိုးတွေပို့ပို့ပြီးတွေ့လာရတယ်အဲ့ကြတော့အမတယောက်မချင်းလိုက်អော်ကြတာအမြိုင်နေသားกว่าပင်လယ်ဘူးသားกว่าရေစကြိုသားกว่าပဟုတ်ကူသားกว่าပေါ့အကုန်ပါတယ်ပေါ့နော် အဲအဲ့မှာအဖွဲတွေအများကြီးပေါင်းပြီးတော့ဆိုတဲ့ပုံစံမျိုးလည်းတွေ့ရတယ်အဲဥစားလည်းတကယ်အားရကျင်းနေဆရာကောင်းတယ်ပေါ့နော်နောက်ကြောင့်ဒီပစ္စည်းတွေမြန်မြန်ယူမယ်ပေါ့နော်အဲယူရမယ့်ပစ္စည်းတွေအကုန်လုံးကိုလည်းလုံးဝမမကြံခဲ့အောင်ပေါ့နော်ပြီးတော့ကျတော့ဒီ group ကျင်းထဲမှာကြံနေသေးတဲ့ဟာမျိုးတွေရှိနိုင်ကောင်းတယ်ဆိုရဲဟာမျိုးတွေအစားတတိပေးရတယ်လည်းတွေ့ရတယ်အဲပြီးတော့ဒါဆုတ်ခွာတယ်ပေါ့နော်ဆုတ်ခွာတယ်ဒါကျွန်တော်တက်ဖွဲ့တွေဘက်ကတော့အောင်မြင်မှုနဲ့ဆုတ်ခွာတာ အစစ်တပ်ကကောင်တွေကဆုတ်ခွာလဲဆိုရင်မယုံနဲ့အဲ့ဒါပြေးတာကျွန်တော်ဘက်ကတပ်ဖွဲ့တွေကတကယ်ကိုအောင်မြင်မှုရပြီးတော့ဒါရန်သူကိုလုံးဝအကျိုးမြတ်မြတ်ထုတ်ပြီးတော့မှဆုတ်ခွာတာပေါ့နော်အဲ့ဒါကြောင့်ပြန်ဆုတ်ခွာမယ်မြ мян လို့ဆိုပြီးတော့ဒါမျိုးပုံစံမျိုးညောက်ကနေဖင်တွန်းပြီးတော့ပြောတာမျိုးတွေလည်းတွေ့ရတယ်အဲ့ဒါလည်းတကယ်မိုက်တယ်ပေါ့နော်နောက်တစ်ခါတော့ဒါစစ်တုံပန်းပေါ့နော်စစ်တုံမန်းကြည်လိုက်တဲ့ချိန်မှာတလိုင်းတက်ဖွဲ့တယောက်ကဖာလုံးနေစစ်တုံမန်းအကျိုးနဲ့ချီအကျိုးချီနေနေပြောတာမင်းထွက်တော့အပြင်းနဲ့ထွက်ပြန်တခါပြစ်တာပါ အဲ့လိုပုံစံမျိုးကတော့အားရစရာကြီးတည်းလားဟိုကလည်းတော့စိတ်တုံးတုံးကြတာမပြေဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့ချိန်မှာတယောက်ကထပြီးတော့ပစိုးထဝစ်တာပေါ့နော်အဲ့ထလိုက်တာထလိုက်တဲ့ချိန်မှာအမင်းပေါလို့တာလေပစိုးကျွတ်နေလို့ပေါ့နော်အေးမှာပစိုးကဝစ်ပြီလဲဆိုအဲ့လိုမျိုးပစိုးပါဝစ်ပေးသေးတာစစ်တုံးမန်းပေါ့နော်မင်းအွန်လိုင်းရဲ့စစ်သားတွေစဉ်းစားတင်တာမင်းတို့ ဒါရန်သူလို့သဘောထားပြီးတော့တိုက်နေတဲ့ငါတို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကမင်းတို့အပေါ်မှာပေါ့နော်လူသားဆန်ဆန်ပြုတ်မှုနေတာမင်းတို့မထွေးတော်မှာအဲ့လိုမပြုတ်မှုဘူးဘာလို့လဲဆိုတော့ဒီကောင်တွေကအသေးခံတိုက်သွားတာမျိုးပဲလိုချင်တာဗျာအဲကျွန်တော်တို့တက်ဖွဲ့တွေဘက်ကဒီကောင်တွေအသက်ရှင်တန်ခွင့်ပေးပြီးတော့ကောင်းကောင်းမွန်မွန်နဲ့ဆက်ဆံနေတာကိုတခြားဒီမြောက်လေစစ်သားတွေကဆက်သိစေချင်တာဘာလို့တက်ဖွဲ့တွေရှိမှာကောင်းကောင်းမွန်မွန်လက်နက်ချ ောင်းကောင်းမွန်လမ်းပြထောင်းကောင်းကောင်းမွန်ခုနလိုအလင်းဝင်ပေါ့နော်အဲ့ဒါဆိုရင်အသက်ရှင်သန်ခွင့်ရမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုချိုးကိုကြောင်လုပ်ရင်တော့ဖုံးမှာအဲ့ထဲမှာတယောက်ပါတယ်ဒါခုနလိုကိုချိုးကိုကြောင်ပေါ့နော်အချိုးမပြေတဲ့ကောင်တွေမှာထူထောင်းတာပေါ့နော်တွေးပါစီးကြထူထောင်းတာအဲ့မှာဒါစေချောင်းပြောတဲ့ပြောတဲ့ဒါခေါင်းဆောင်ပြောလိုက်သေးရပေါ့နော်မကြောက်နဲ့တော့ဘာမှမဖြစ်ဘူးဒါပေမဲ့ညီမမင်းအဲ့လိုမျိုးမပြောနဲ့နော်ဒီမှာကိုလူကြီးလည်းခိထားတဲ့လူကြီးရှိတာဆိုတော့အဲ့ဒေါသလည်းမရှိတော့ဘူးလေဟုတ်ပြီလားအင်းစီစီလေးနဲ့ ။ရအောင်မနော်ညီလေးမင်းအဲ့လိုတော့မပြောသင့်ဘူးပေါ့နော်။အဲ့လိုတော့မပြောနဲ့ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ငါတို့ဒါတက်ဖွဲ့တွေဘက်မှာလည်းထိခိုက်တာရှိတယ်ပေါ့နော်။အဲ့တော့အဲ့ဒီဒေါသတွေမင်းပေါ်မှာပုံကြသွားမယ်ပေါ့နော်။အဲ့ချိန်မှာအဲ့ပုံကြသွားတဲ့ဒေါသအသက်ဖြစ်သွားနိုင်တယ်။အဲ့ဒါကြောင့်မင်းချိန်ချိန်နေတဲ့ချိန်ကာလေးတော့ကြည့်စေချင်တယ်ဆိုတဲ့ပုံစံမျိုးပြောတာ။တကယ်လည်းဟုတ်တယ်။မင်းတို့ကောင်းနေရမင်းမနိုင်လို့လက်နဲ့ချအညံ့ခံရအောင်ဖမ်းခံရပါပြီဆိုတဲ့ချိန်မှာမင်းကလာပြီးဇောင်းကြွနေဆိုပြင်းပါပေါ့ဟုတ်တော့အဲ့ကြအဲ့လိုပုံစံမျိုးတော့လာမချိုးနဲ့ပေါ့နော် လာမလုံးနဲ့ပြီးရင် အာစစ်တုံပန်းဖြစ်သွားစစ်တုံပန်းပုံစံတိုင်းနေတိစ္ဆာမဖောင်းနဲ့အဲခုနလိုပေါ့နော်ဒါဒေါ်လိုင်းတက်ဖွဲ့တွေကိုအာခတ်တွေ့အောင်မလုံနဲ့ပေါ့နော်အဲဆိုရင်တော့မင်းတို့မိသားစုနဲ့လည်းပြန်တွေ့ရဖို့ဒါလမ်းမရှိဘူးပေါ့နော်တက်ဖွဲ့တွေကတကယ်ပါလုံရင်ပြတ်တယ်အဲပြောရင်လည်းပြတ်တယ်ပေါ့နော်ခုနအဲဘယ်စဉ်းစားကြည့်ပေါ့ဒါစစ်တပ်ဘက်ကကောင်းနေဆိုရင်ပေါ့နော်ဒီလုံးဝကဘာအဆင့်30ကျော်ဆိုတဲ့កောင်ကြီးပေါ့နော်လက်လက်ခင်းအပြည့်စုံဆိုတဲ့កောင်ကြီးကိုအခုလိုဘာမှမပါဘဲတိုက်ရဲတဲ့တက်တီဆိုတာကိုပဲ ဒါမျိုးစဉ်းစားကြည့်ပါတော့။တို့ဒါစစ်တပ်ဘက်ကကောင်းနေဆိုအဲ့လိုတိုက်ရဲပါအောင်လားပေါ့နော်။အဲ့ကြောင့်ဒလိုင်းတပ်ဖွဲ့တွေနဲ့တွေ့ရပြီဆိုတဲ့ခါကျရင်မျိုးကောင်းနေဖျားစာတွေပါရဲ့ညွတ်နေနေပေါ့နော်။ခုနလိုအလံဖြူကိုជីជីထောင်းအဲ့ပြင်တက်ဖွဲ့တွေပြောရတဲ့အတိုင်းကောင်းမှုလိုက်နာပါဘောနော်အဲ့တော့ဒါဒီအထက်မှာသတင်းကောင်းတွေကလည်းရှိတယ်အဲဒီလိုပဲပေါ့နော်ကျွန်တော်ရှေ့ဗီဒီယိုတစ်ခုမှာကျွန်တော်အဲတတိပေးခဲ့တာလည်းရှိတယ်အဲ့ဒါတော့ အဲစစ်ကောင်စီကပေါ့နော်ဒါလေချောင်းတိုက်ခိုက်မှုတွေသူတို့ဒီလိုမျိုးအခကြီးရဲ့ကြီးတွေဆိုရင်လှုပ်လိမ့်မယ်ဆိုပြီးပြောခဲ့ရရှိတကယ်လည်းလှုပ်ခဲ့တယ်ပေါ့နော်ဒါအကျိုးနေ့မှာဆိုရင်ဒါမင်းတက်ကိုဘုံကျဲမျိုးတွေလှုပ်တယ်အဒီနေ့ဆိုလည်းလှုပ်တယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးနဲ့တောက်လျှောက်လှုပ်နေတာဖြစ်တဲ့အတွက်ပေါ့နော်ဒါလေချောင်းတိုက်ခိုက်မှုတွေကတော့ရှိတယ်အဲသူတို့ပြောအပြည့်ရပါတယ်ဆိုရင်ဟာမဟုတ်ဘူးဆိုတာကိုသိစေချင်တာပေါ့နော်ပြီးတော့ဒါစစ်ကောင်စီလက်ကနေလွတ်မြောက်သွားတဲ့နေရာတွေဒေသတွေနယ်မြေတွေကပို့ပြီးတော့ဒီလေချောင်းတိုက်ခိုက်မှုတွေခံရနိုင်တယ်ပေါ့နော်အဲကြောင့်မလို့ လိုပဲဖြစ်ဖြစ်ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လာရင်တော့အချင်းချင်းအတိပေးတာမျိုးတွေအဲပြီးတော့ဒီလေကြောင်းနဲ့ပတ်သက်တဲ့ channel တွေသတိပေးတဲ့နေရာတွေလင်းရင်တက်ဆင်းပြောတဲ့ကိစ္စမျိုးတွေမှာဒါနားဆွင့်ပြီးတော့ဗောနော်အခုအနေရကိုဒါကြည့်ဆောင်ဖို့အတွက်လည်းကျွန်တော်ဒီနေရာနေကြံပေးခြင်းပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်သတင်းကောင်းတွေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့လောရမယ့်အလုပ်တွေကိုဆက်လုပ်နေမယ်ကျွန်တော်တို့သွားရမယ့် land ကိုဆက်လျှောက်နေမယ်ဆိုရင်ကျွန်တော်လိုချင်တဲ့အောင်မြင်ပန်းနိုင်ကတနေ့နေ့မှာမလွဲမသွေရောက်မယ်လို့ပဲဒါကျွန်တော်ဒီနေရာနေပြောခြင်းပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်